ဝင်ပုံရင်များရဲ့ထဲတဲ့ပွဲမြင်ကွင်းများကင်မရာနဲ့သာဖမ်းယူမတိုင်ဒီလိုဝင်ပုံနေတဲ့ကားတွေကိုစိတ်ကူးနဲ့တောင်တွေးမိမှာမဟုတ်ပါဘူးဒီနေ့မှာတော့မတင်မဲ့ပဲနဲ့ရိုက်ကူးမိထားတဲ့ဝင်ပုံတင်ရင်များအကြောင်းကိုပြောပြပေးသွားပါမယ်တမရင်မော်တော်ဆိုင်ကယ်လို့ဒီမော်တော်ဆိုင်ကယ်တွေကိုခွာပါမယ်။တစ်ချိန်ထဲမှာလူများကြီးကိုတင်သွားနိုင်ကြပါရည်။တပြိုင်တည်းတည်းလူ၁၀ဦးလောက်တင်ပြီးတော့စီးနိုင်ကြပါရည်။ဆိုင်ကယ်တစ်စီးတည်းနဲ့လူ၁၀ယောက်လောက်စီးနိုင်နေဆိုတာမယုံချင်စရာပါပဲ ပစ္စည်းတွေစမတင်တင်ထားတော့ကားကမှောက်သွားပါပြီဒီလောက်များတဲ့ကုန်ပစ္စည်းတွေကိုတင်ပြီးတော့မောင်းဖို့ဆိုတာမလိုကူလေကားကဖင်ထောင်ရဲဖြစ်ပြီးတော့လဲကျသွားပြီးတော့ဆယ်ဘင်းကားကြီးလည်းအထက်ထက်တင်လာတဲ့ကုန်ပစ္စည်းတွေကြောင့်လမ်းကွေးလိုက်တာနဲ့မှောက်သွားပါပြီအဝါရောင်ဒီကားလည်းသူ့ကားမြင့်နေပါကုန်ပစ္စည်းတွေတင်ပြီးတော့သွားလာနေရအံ့ဩစရာပါပဲအစမတန်လေးတွေတက်လုံးတွေကိုတင်ပြီးတော့အလွယ်တကူသွားနိုင်တာတွေ့တော့ကားတွေကဝိတ်အတော်လေးခံနိုင်ရရှိတာပဲဒီကားဆိုရင်ကြည်ပါဦး သူကားကြီးကပိုဝိတ်တင်လာတာတောင်းမှာအလစ်တကူသွားလာနိုင်နေပါ ರಿ ဒီကားကိုကုန်ပစ္စည်းတွေတင်သွားတယ်ဆိုတာဗီယိုတာမရှိရင်ယုံကြည်ဖို့အတွက်အတော်ခက်ပါမယ်နောက်ဗီယိုတစ်ခုကိုသွားကြည့်လိုက်ရအောင်ဟိုင်းလက်ကားကိုကြည့်ပါဦးတင်ထားတဲ့ကုန်ပစ္စည်းဟာသူ့ထဲနှစ်ဆများနေတော့ကားကနောက်ကိုလှန်ပြီးတော့ဖင်ထောင်နေပါ ರಿ ကားဖင်ထောင်တာကိုကားသမားကလည်းတပုံရိုက်ပြီးတော့သဘောကျနေပါ ರಿ ဟိုင်းလက်ကားတွေပေါ်မှာကုန်ပစ္စည်းတင်တဲ့ပမာဏကအတော်လန့်စရာပါပဲ ဒီလောက်များတဲ့ကွန်ပျူစီတွေတင်ပြီးတော့သွားလာနိုင်တာလည်းမယုံကြည်စရာကောင်းနေပါပြီ highlight ကတည်းကဒီစပိန်မှာတင်ထားတာကြည့်ပါဦးစပိန်တောင်ပြပြီးတော့ပစ္စည်းတောင်ပုံကြီးလိုတောင်မှထင်နေရပါပြီကားဖြူတော့ဆက်မသွားနိုင်ပဲနဲ့ဖင်ထောက်ရဲ့လေပြန်ပြီလူချင်းမျိုးနိုင်ငံမှာ bus ကားတွေချက်တယ်ဆိုရင်တော့ဒီနိုင်ငံက bus ကားတွေကိုမိမာမဟုတ်ပါဘူးဒီ bus ကားတွေကကားတွဲဘက်ကိုတာမကကားခေါမိုးတွေပေါ်မှာတက်စီကြတယ်လို့တွဲလိုင်းခိုးစီးပြီးလဲလိုက်ကြတဲ့အထိလူအများကြီးကိုတင်ဆောင်သွားကြပါရဲ့ ကားရဲ့နေရာလုံးမရှိနိုင်သည့်ထီကောမှာစီးကြတာတကယ့်ကောမှာအံ့အားသင့်စရာကောင်းတယ်လို့စိတ်ပူစရာလည်းကောင်းနေချင်နေပါတိမ်မော်သွားရင်အခုလိုတုံးတမလူတွေအခြေအနေမကောင်းနိုင်ပါဘူးနိုင်ငံတော်များရင်ဘက်စကားများစုဟာရုံးတွင်ရုံစင်းချိန်နေမှာကားတွေကြက်တာကားထုံးစံတစ်ခုပါပဲလောဘကြီးရဲ့ကုန်တင်ရှင်တွေကတော့အခုလိုမျိုးဖြစ်ဆိုးနေကြွားနိုင်ပါသေးတယ်သူတို့ကကားပေါ်ကိုတင်နိုင်နေဝင်တဲ့နှစ်ဆသုံးဆတင်ပြီးတော့တည်ယူကြပါသေးတယ် ကုန်တွေစမတန်တင်တာကြောင့်လိုရာခီးမရောက်ခင်မှာပဲကားတိတ်မမှုဖြစ်ပေါ်စေပါရည်ဒီကုန်တွေကားတွေကတော့ကုန်ပစ္စည်းတွေကိုအစမတန်တင်ထားတာဘီယိုမတန်နေတာမရှိရင်မယုံနိုင်စရာတောင်မှမရှိပါဘူးဒီလိုကုန်ပစ္စည်းတွေတင်ထားတဲ့ကုန်ကားတွေကိုလမ်းမှာတွေ့ရင်အဝေးကနေရှောင်သွားလိုက်ပါမဟုတ်ရင်တော့ကိုယ်ပါဒုက္ခရောက်သွားနိုင်ပါရည်ဒီလိုဝင်ပို့တင်ထားတဲ့သုံးမိဆိုင်ကယ်တွေရဲ့ပုံတွေကိုမြင်မှာပဲသုံးမိဆိုင်ကယ်တွေရဲ့တည်ယူနိုင်မှုဟာတင်ထားတာတည်းအများကြီးတင်နိုင်နေဆိုတာနားလေတော့ရည် ကြည့်ပါအောင်ထိုင်စရာနေရာတောင်မှမရှိအောင်ပစ္စည်းတွေကိုတင်လာတာများယုံနိုင်စရာတောင်မှမရှိပါဘူးဒီလောက်များတဲ့ပစ္စည်းတွေနဲ့လူတွေကိုကားတစ်စီးစာထက်တင်နိုင်နေမစိုးဘူးလို့ပြောလို့ရပါမယ်အန်ရဲကတော့တကယ်များပါတယ်ဒါပေမဲ့ဘယ်ရင်မျိုးစားမစိုးလိုအပ်ချက်ပေါ်တဲ့ဝင်ကိုတင်မိရင်တော့အချိန်မီွေတိတ်မောက်နိုင်ပါတယ်တင်မောပေါ်ပစ္စည်းတင်တာမြစ်ထဲကိုတစ်စီးလုံးပြုတ်ကျသွားပါပြီဝန်များတဲ့ကားတွေကတော့လမ်းစင်မပြေတဲ့ခါမျိုးမှာဟန်ချက်ပြက်ပြီးတော့တိတ်မောက်တက်တာပါပဲ ဒီကလည်းနှင်းတော်ထဲမှာကြည်ပါအောင်ရှိကုန်မသွားနိုင်ပဲဖြစ်နေပါရဲ့ပါလာတဲ့ပစ္စည်းတွေထားခဲ့ပြီးမှသွားလို့ရမယ်ပုံပါပဲ online ပေါ်မှာရည်စရာကောင်းတဲ့ဝင်ပိုနေတဲ့ကားတွေဖင်ထောင်ရဲဖြစ်နေတာကိုကြည့်လိုက်ကြရအောင်ဒီလိုကားတွေကိုဖင်ထောင်ရဲဖြစ်နေတဲ့ပုံတွေကသာတပ်ပုံမရှိကူးမှုပြုဆိုရင်မယုံနိုင်စရာတောင်မှမရှိပါဘူးကားတွေရဲ့ဖြစ်ပျက်နေတဲ့ပုံတွေကရည်စရာကောင်းနေပေမဲ့ကားစရာတွေကတော့အတော်လေးစိတ်ပြက်မယ်ထင်ပါတယ်အခုလေးကြည့်ပါအောင် တံပိုလုံးနဲ့ကားကြီးတိုက်မိလို့ဘေးနားမှာတိုင်တွေတောင်မှလဲကျသွားပါပြီ။ဒီတစ်ခါပြမယ့်ဓက်ပုံကတော့ပစ္စည်းတွေတဲတာမဟုတ်တော့ဘဲနဲ့လူတွေကိုခုတ်ဖွက်ပြီးတဲလာတာပါ။ဒါတွေကတော့တရားမဝင်နိုင်ငံကနေနိုင်ငံကူးတိုက်အခါမှာခုလိုနီးလန်းတွေကားပေါ်မှာလူတွေကိုတင်ပြီးတော့သွားတတ်ပါတယ်။တင်မောတွေကိုအဓိကထားသွားလာတဲ့နိုင်ငံတွေမှာတော့အခုလိုပဲတင်မောတွေမှာလူအများကြီးလိုက်စီပါရီ။တကယ်ကိုတဲရစရာမြင်ကွင်းမှာမတော်တဆတိမ်မောက်သွားရင်မတွေ့ရစရာပါပဲ။ ဒီနေ့ပြောပြပေးသွားတာကတော့ဝင်းပိုရေးရှင်တွေရဲ့ထိတ်လန့်ပွဲရအောင်တဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and follow and subscribe လေးတစ်ချက်လုပ်ခဲ့ပေးပါအောင်ရှင်။ဒါမှသာနောက်ပြီးဝေးတင်တဲ့အခါမှာတွေ့ရမှာပါ။အခုလောဆုံးဒီတရှိဝပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။